ဒါထုတ်ဝေသူတင်းအစီအစဉ်တာပါဟိုထုတ်ဝေသူတင်းကနေပါကမကထာလို့လုပ်ပြီးတော့မှထုတ်ဝေသူတွေစုပြီးတော့ထုတ်ဝေသူတွေစီကစာအုပ်တွေအလူခံအလူခံပြီးရောင်းရငွေအကုန်လုံးပေါ့အကျိုးမြတ်ဘာမှမပါတော့ဘူးအဲ့ဒါကိုငလင်ပေးတဲ့ပြည်သူတွေအကုန်လုံးပြန်တူသွားမှာပါ ။ဒါထုတ်ဝေသူတွေအကုန်လုံးဒီမှာရှိသမျှစာအုပ်တွေအားလုံးကထုတ်ဝေသူတွေအကုန်လုံးစုပြီးတော့မှလာလူထားရတဲ့စာအုပ်တွေကြီးပါပဲ။ဟိုသူ့မူရင်းတန်ဖိုးတိုင်းကိုဈေးလျှော့ပြီးရောင်းပေးထားတယ်။ရောင်းလို့ရတဲ့ဟာအားလုံးကိုငလင်မေးတဲ့ပြည်သူတွေအကုန်လုံးကိုကျွန်တော်တို့ကရှိသမျှအကုန်လုံးပြန်လုပ်ပြီးတော့မှာပဲ။အဲ့ဒီစီစဉ်မှာဒေကုံစန္ဒာတက်မှာကျွန်တော်၃ရက်လောက်မှာပေါ့။ဒီနေ့၉ရက်၁၀ရက်၁၁ရက်၃ရက်ထောက်ချမှာပါ။ တက်လာတော့တော့ဆယ်အုပ်လောက်တော့အားပေးရမှာပေါ့ဆယ်အုပ်လောက်တော့အားပေးရင်ပြီးသူတွေအတွက်လည်းဘေးသင့်ပြီးသူတွေလူမှပြီးတော့ဒီလိုမျိုးချရတဲ့အချိန်ကကိုယ်ကြီးလက်တက်နိုင်တယ်လေကလေးတွေကနေရလားရန်ကုန်ကပဲနေရပဲဒါပေမဲ့ငလင်းတန်တော့မတင်တော့ဘူးကိုယ်ကြီးတွေကဟောအိမ်ရသားအတွက်ဟောဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အဓိကတော့ပြောချင်တာကစာအုပ်လာဝယ်မဲ့လူငယ်တွေအတွက်ပေါ့နော်အခုဒီဘွဲမှာရောင်းချတာဆိုရင်မအခုဆိုကျွန်တော်တို့အောက်မှာတွေ့ရမယ်ဆရာမဂျူးပါမယ်ဆရာဂျီတော်တို့ပါမယ်မြာသန်းနေပါမယ်ဟိုဆိုကြပါဆိုအလူစေအောင်ဘွဲဆိုပြီးတော့မှဖြစ်ကလက်ဆန်စာအုပ်တွေကျွန်တော်တို့လာရောင်းပေးထားတာမဟုတ်ဘူးတကယ်ကိုနာမည်ကြီးစာအုပ်တွေလာရောင်းပေးထားတာလာရောင်းပေးတဲ့ခါမှာလည်းထုတ်ဝေသူတွေအနေနဲ့လည်းသူတို့တိုက်တွေရဲ့တကယ်ရောင်းကောင်းတဲ့နာမည်ကြီးတဲ့စာအုပ်တွေကိုလာပေးထားတာပြီးဒါကဟိုဘယ်လိုပြောရမလဲအလူဖြစ်တဲ့ခါကျတော့တအုပ်ချင်းဒီမှာကိုကိုတိုင်းလဲစာအုပ်ဝယ်စာအုပ်ဝယ်ရတာကြိုက်တယ်ဆိုလို့ရှိရင်ဒီမှာလာဝယ် င်လက်ရှိမှာဈေးလဲတက်တာမယ်ဟိုပြီးွားရင်နောက်တစ်ခုကဒါက100%အလူပြန်ဖြစ်တဲ့ခါကျတော့သူတို့အတွက်လည်းဟိုငလင်ဘေးကိုလူကျင်တဲ့လူတွေအတွက်လည်းဒါအလူတစ်ခုဖြစ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်